အမေရိကန်အနေနဲ့စစ်ပွဲမှာပါဝင်လာပါကအရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ဖို့အီရန်ကဒုံးကျည်တွေအသင်းပြင်ထားကြောင်းနဲ့ဟော်မုတ်ရေလက်ကြားမှာလည်းမိုင်းတွေချထားမယ်လို့အီရန်ယာရှိတွေကပြောကြောင်းသံနျူးယောက်ချိုင်းကဖော်ပြပါတယ်သူတို့ဖြစ်အီရန်ရဲ့ဖော်တိုယူရေနီယံတပ်စင်ဆက်ယုံလို့နျူကလ িয়ার ပစ်မှတ်တွေကိုအမေရိကန်ကတိုက်ခိုက်လာပါကအီရန်နဲ့မဟာမိတ်တွေကလက်တုပ်ပြန်တိုက်ခိုက်လာမှာကိုလည်းအမေရိကန်စစ်ကောင်းဆောင်တွေကစိုးရိမ်မှုရှိနေပါတယ် အမေရိကန်ဟာအာရဗ်စော်ဘားများပြည်ထောင်စုဂျော်ဒန်နဲ့ဆော်ဒီအာရေဗျာတလွှာဒေသတွင်းအခြေစိုက်စခန်းများရှိတပ်ဖွဲ့ဝင်၄000ကျော်ကိုလည်းတက်လှမ်းထားပြီးဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာအရှေ့လယ်ပိုင်းမှာတိုက်လေရင်တွေထပ်မံတပ်ဖြန့်ထားပြီးတော့စစ်လေရင်တွေလည်းထပ်တိုးထားခြင်းကြောင့်စစ်လေရင်တွေလည်းထပ်တိုးထားခြင်းဖြင့်အင်အားဖြည့်တင်းနေတယ်လို့အမေရိကန်ယာရှိသုံးဦးကပြောပါတယ်။ အမေရိကန်သမ္မတဂျွန်နယ်ထရန့်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေပါပါဝင်ဖို့စဉ်းစားနေချိန်မှာအခုလိုတက်ဖြတ်မှုတွေဖြစ်ပေါ်လာတယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်ထရမ်ဟာအင်ကာနေကအင်ဖြူတော်မှာနိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့တနင်္လာနေ့မိနစ်20ကြာအစည်းအဝေးပြုလုပ်ခဲ့ပြီးအစ္စရေးနဲ့အီရန်ကြားပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်စရာနည်းလမ်းတွေကိုပြန်လည်တုံ့တက်ခဲ့ပါတယ် အရှိအလဲပိုင်းမှာအင်အားဖြည့်တင်းဖို့အတွက် F60, F22 နဲ့ F35 အပါဝဲတိုက်လေယာဉ်တွေကိုလည်းဆေလွှတ်ခဲ့တယ်လို့အမေရိကန်အရာရှိတအူးကအတည်ပြုပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဖိတ်ဟဆက်ကအဆိုပါတက်ပြန့်ချထားမှုတွေဟာကာကွယ်ရေးစီမံချက်ဖြစ်ကြောင်းနဲ့အရှေ့အလယ်ပိုင်းမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့တွေကိုအီရန်နဲ့သူ့ရဲ့ဒေသတွင်းမဟာမိတ်တွေရဲ့လက်တုပ်ပြန်နိုင်တဲ့အနေရကကာကွယ်ဖို့ရည်ရွယ်ကြောင်းပြောကြားထားပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိတအူးကလည်းမြေထဲပင်လယ်အရှေ့ဘက်မှာအမေရိကန်ရေတပ်ကစစ်သည်မော်တွေတပ်မှန်တပ်ဖြန့်ထားဖို့အတွက်အင်ကာနေကအကြံပြုခဲ့ပါတယ်။ အဲ့ဒီစစ်သည်မော်တွေမှာပက်ထိန်ဒုံးကြီးတွေကိုဂျားဖြတ်ဖြက်စီးနိုင်တဲ့လက်လက်တွေတက်ဆင်ထားမှဖြစ်ပါတယ်။အမေရိကန်ဟာအရှိအလယ်ပိုင်းမှာအင်အားအများပြားတက်ဖြန့်ထားပြီးရန်သူဒုံးကြီးတွေကိုပစ်ချနိုင်တဲ့လေကြောင်းကာကွယ်ရေးစနစ်တိုက်လေရင်နေနဲ့စစ်သည်မော်တွေလည်းရှိနေပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။